လူများသည်တရားရုံးရှိရာသို့အယက်ရှိမျက်နာမှ အပြေးအလွှားလာနေကြသည် ပေတန်တို့လင်မယားသည် ကားကိုတရားရုံးနောက်ဖက်ရှိလမ်းတွင်ရပ်လိုက်ကြသည်ကားထဲမှချက်ချင်းမထွက်သေးပဲအချင်းချင်းတယောက်နဲ့တယောက်ဆုတ်ကာထိုင်နေကြပြန်သည် လေးလာနီးပါးခန့်တရားရုံးအနီးတစ်ဝိုက်မိတိနေရာတွင်မှတယောက်နဲ့တယောက်လူသာထက်ပေါ်ပြီးရင်းရင်းနှီးနှီးမနေမိအောင်စူးစမ်းနေကြသည် တစုံတဦးကသူတို့အားအမဲလိုစောင့်ကြည့်နေမိကိုသိနေသောကြောင့်လည်းဖြစ်သည်ဂျူရီအဖွဲ့ဝင်တဦးတရင်တော့တယောက်လည်းဖြစ်နိုင်သည်တက်နိုင်သည်မပရော်ဖက်ရှင်နယ်ဆန်ဆန်နေနိုင်မှဖြစ်မည်နင်းနေမယားနှစ်ဦးအတူတွဲ၍ဥပဒေအကျိုးဆောင်ဖြစ်လုပ်နေကြသည့်အဖြစ်ကိုလူအများကအံ့ဩနေကြသည် သူတို့ဘက်ကလည်းအချင်းချင်းနင်းမယားလိုသဘောမထားပဲလုပ်ဖို့အကိုင်းဘက်ရှိနေများအဖြစ် တဘောထားဆက်ဆက်နေကြသည်တရားခွင်အတွင်းတရားရုံးနှင့်ဝေးရာတနေရာရာတွင်ရှာရှာပပရလာသည့်အခုတန်ချိန်လေးတွင်တော့သူတို့နှစ်ဦးဟန်ဆောင်နေရမှုကိုဖယ်ရှားနိုင်ခဲ့ကြသည်ဝက်စ်ကရှေးတူလူကိုစိုက်ကြည့်နေရင်းကမင်းဘလို့ထင်လဲဟုဇနီးဖြစ်သူကို မေးလိုက်သည် သူ၏နှစ်ဖူးပြင်တွင်ချွေးဆိုနေပြီးနှလုံးခုန်နှုံးလဲညံ့နေသည်ဘဲဘဲလက်နှင့် ်တရားရင်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရင်သူ့ကိုယ်သူလည်းစိတ်အေးအေးထားဖို့စိတ်ထဲကပြောနေမိသည်ကျမတော့အခုလိုစိုးရိမ်နေတာမျိုးတခါမှမကြုံခဲ့ဘူးတာတော့အမှန်ပဲကိုလေးဒီတိုင်းပဲသူတို့နှစ်ဦးလုံးအတန်ကြာသည့်အထိစကားမဆက်ကြတော့ပဲအသက်ပြင်းပြင်းရှူသွင်းလိုက်ကြပြီး ရုံမြင့်တန်ကြားဌာနမှဘင်္ဂါတစီ လမ်းဖြတ်ကူးသူတဦးကိုတမ်းမိမလို့ဖြစ်သွားသည်ကိုကြည့်နေကြသည် ကျမတို့ဘက်ကရှုံးသွားရင်ရှေ့လျှောက်လက်တီလိုရနိုင်ပါမလားကျမသိချင်တာအဲ့ဒါပဲဘလို့ပဲဖြစ်ဖြစ်ဆက်ပြီးရက်တီလိုရအောင်လုပ်ရမှာပဲအခြားရွေးစရာမှမရှိတာပြီးတော့ကိုတို့ဘက်ကရှုံးဖို့ကိုမရှိဘူးဒါဆိုရပြီကဲတော့ကြစို့သူတို့ကုမ္ပဏီမှဝန်ထမ်းများနဲ့တရားရုံးရှေ့တွင်စုံပြီးအထဲသို့အတူဝင်လာခဲ့ကြသည်ထုံးစံအတိုင်းအောက်ထက်ရှိဖြောရည်ဆက်အနီးတွင်စောင့်နေသူက သူတို့ဤအမှုသည်တည်ရလိုဖြစ်သူဂျင်းနတ်ဘေကာဖြစ်သည်သူတို့လာနေသည်ကို တွေ့လျင်တွေ့ချင်းသူမချက်ချင်းလိုရှက်ကြီးတင်ငိုချလိုက်တော်သည်ဝက်စ်နှင့်မေရီဂရေ့စ်တို့ကသူမလက်တစ်ဖက်တစ်ချက်ကိုအตาရာဆဲကန်လိုက်ပြီးဒုတိယတက်ရှိတည်ရခွင့်ရှိရာခမ်းမကြီးတို့လေကားအတာတွဲခေါ်လာခဲ့ကြသည်တကယ်တမ်းဆိုက သူမဤကိုလေးချိန်သည် ပေါင်တရာပင်မရှိ၍ပွေချီပြီးခေါ်မည်ဆိုတာ ခေါ်လာနိုင်လောက်သည် သူမသည်တရားရင်ဆိုင်နေစဉ်အတွင်းအသက်၅နှစ်ခန့် ပိုပြီးအိုဆာသွားပုံများသည် သူမသည်စိတ်သက်ကြဆင်းနေပြီးထင်အောင်ထင်မှဖြစ်သည့်စိတ်ဝေဒနာမျိုးချိန်ဖန်များစွာ ဖြစ်လာခဲ့သည်ကရင်ပြက်နေခြင်းမရှိတော့လဲသူမသည်ဘာမှ စားကျင်စိတ်မရှိဖြစ်နေသည်မှာကြာမြင့်လာပြီဖြစ်သည်အသက်34နှစ်အရွယ်မှာပင်ခင်မုန်းနှင့်ကလေးကို ကိုယ်တိုင်တကြိုခဲ့ရသည် ဖြစ်ခဲ့သည်ယခုအခါတော့အရင်ကလေးကမဆခဲ့ရင်ကောင်းပြီဟုသူမစိတ်ထဲအကြိမ်ကြိမ်တွေးနေမိသည် ထိလန့်ဝယ်ရာကောင်းလာတော့တရခွင်ကအဆုံးသက်ပြီတော့မီတရားရုံးခန်းမှလည်းရှိလူအများကဘုံတွေတွေး၍ရဲကားဤအုံဩတဲ့များစူညံနေသည့်နေရာမျိုးရောက်နေသလိုမျိုး အသည့်အနေအထားဖြင့်နုံနိုကြကြဖြစ်နေကြသည်ဒါဇယ်မောင်းများစွာရှိလူများက ဟိုသွားဒီသွားလုံနေကြပြီးအချို့ကလည်းထိုင်ရမိနေရာကိုရှာနေကြသည်အချို့ကလည်းအချင်းချင်းစကားပြောနေကြတော့လဲစိုးရိမ်မကင်းသည့်မျက်လုံးများနဲ့ဟိုကြည့်ကြည့်ကြည့်လုံနေကြသည်ဂျာရက်ကတင်နဲ့တရားခံအကျိုးဆောင်အဖွဲ့ဘေးတကားမှဝင်လာသည့်အခါတွင်တော့အားလုံးက၎င်းတို့သည်သူတို့တိမထားသည့်ဒစုံတရားကိုများသိနေကြသည့်အလားစိုက်ကြည့်နေကြသည်ကတင်သည်ပြီးခဲ့သည့်လေးလအတွင်း တရပီးတရဆိုသလိုလူတကာထက်အရင်ဥအောင်သိနိုင်စမ်းရှိသည်ကိုတက်တည်ပြနိုင်သူဖြစ်ခဲ့တော်လေယခုအခါတွင်တော့သူမျက်နာပေါ်တွင်သိနေသည် ဆိုသည့်အရေးအရာတစုံတစမျှတွင် မတွေ့ခဲ့ရတင်းငိမ့်လေးနဲ့သည့်မျက်နှာပေးဖြင့်သူ့လက်ထောက်များနှင့်ကောင်းချင်းဆိုင်နေသည်၎င်းတို့နှင့်ပေအနေငယ်သာကွာသည့်တရလိုအကျိုးဆောင်များအတွေ့တတ်မှတ်ထားသည့်ဇပွဲကုံနောက်တွင် ပေရန်နှင့်ဂျင်းနက်တို့ထိုင်နေကြသည် ထိုနေရာမှပင်လေးလာလုံးလုံးနွမ်းနွမ်းပပပုံရှိမုဆုံးမတအူးသည်သူမ၏ရှေ့နေနှစ်ဦးနှင့်အတူပြောသည်များကိုဂျူရီလူကြီးများအလေးထားလာစေရန်နီးပြူဟာများခေါင်းကြီးဆိုင်ဆွေးနွေးတိုင်ပင်ကြ၏ငွေအားလူအားအကန့်အသတ်မရှိသုံးနိုင်သည့်အေယာမကုမ္ပဏီကြီးကိုရင်ဆိုင်ခဲ့ကြပြီးဖြစ်သည်ဝက်စ်ပီတန်သည်ဂျာရက်ကာတင်ဘက်တစ်ချက်နှဲ့ကြည့်လိုက်သည်မျက်လုံးချင်းစုံမိသွား၍တအူးကိုတအူး ရင်ရင်ကျဲကျဲပင်ခေါင်းငိတ်အတိအမှတ်ပြုလိုက်ကြသည်တရခွေမှထွက်လာသောအံ့ဩစရာအဖြစ်တီကသူတို့နှစ်ဦးယခုထိအထိုက်အလျောက်ရင်ကျဲစွာဆက်ဆံနိုင်နေစေဖြစ်ပြီးလိုအပ်လာလျင်စကားပြောနိုင်ဆိုနိုင်သေးသည့်အဆင့်အထိရှိနေခြင်းပင်ဖြစ်သည်ဤဒီကလည်းစောင့်ထိန်ရမိဂုံတိတ်ခါပိုင်းနှင့်စိုင်နေ၍လည်းဖြစ်သည်အခြေအနေများကမိမြပင်အယုတ်ဆုံးအကြီးတန်းခဲ့သောညာလဲနှစ်ဦးစလုံးက အောက်တန်းကြသည့်အဖြစ်အယောက်မခံပဲလက်ကမ်းပေးတင်ကပေးရန်စိတ်ပိုင်းဖြတ်ထားကြ၍လည်းဖြစ်သည်မေရီဂရိစ်ကတော့လက်၍ပင်မကြည့်ကြီးမိမိဆိုလျင်ခေါင်းလဲငိမ့်ပြမည်မဟုတ်ပြုံးလဲပြုံးပြမည်သူမဟုတ်ပေသူမပတ်ဆိုင်အိတ်ထဲတနက်ထဲ့မလာသည်ကပင်ကံကောင်းသွားသည်သို့မဟုတ်ကတစ်ဖက်ရှိအနက်ရောင်ကိုအင်းကြီးများဝတ်ထားသည့်အုပ်စုရှိနေကြတော့မည်မဟုတ်ပေ ဇပွဲပေါ်တွင်ရှင်းနေသောအကျန်းချစ်သည့်စက်ကူကတ်ကိုတေတေတက်တက်ချထားသည်ဆာရွက်ပေါ်တွင်အမီနှင့်နေဆွဲကို ထိုးလိုက်သည်ကျန်တာဘာရေးရမယ်မသိတော့၍ရထားလိုက်ရသည်82တရက်ကြာတရက်ခွင်အတွင်းသူမသည်ထိုးသို့ဆာရွက်ကတ်ပေါင်း66ခုကိုသုံးခဲ့ပြီးယခုအခါတွင်းကြီးဟုခေါ်သည့်သူတို့ယုံဤအစီအဝေးခန်းရှိဖိုင်များထားရာတံပီလိုကြီးတဲ့တွင် သူနေနဲ့သူ ထက်သာအစီအစဉ်တကြတိန်ထားခဲ့ပြီးဖြစ်သည်မေရီဂရေ့စ်သည်သုံးခဲ့သည့်ပစ္စည်းမှန်သမျှကို အရေးအတွက်နှင့်မှတ်ထားလေရှိတော်လဲဂျင်းနက်ကိုလှန်လှန်ပေးရသည့်တ िश ူးထုတ်များကိုမှတ်ထားနိုင်ခြင်းမရှိတော့အ ਨੇ ဆုံးတော့ဒါဇယ်မောင်းများစွာ ရှိမိထင်သည် ထိုမျိုးသမီးသည် အမဲလိုမူနေတတ်သည် သူမအပေါ်အလွန်အမင်းဂယုဏတက်မိတော်လဲ ထို့သူမေယမနာငိုနေသည်ကိုတော့မေရီဂရိစ်တယောက်စိတ်ပြတ်မိသည်ကအမှန်မင်ဖြစ်သည်။သူမကိုယ်တိုင်လည်းပြင်းမှန်းနှံ့မှုများစိတ်ဖိစီးမှုများအိတ်မပြော်သည့်ညာပေါင်းများစွာနှင့်လုံးချလိုက်နေပြီးတသမိများအနာတို့ပင် မကတ်နိုင်အောင်ဖြစ်ခဲ့ရသည်။သူတို့နေသည့်ခက်ဆုပ်ဆုပ်တိုက်ခန်းမပေးနိုင်သေးသောငွေတောင်းစာများလှဲမကြည့်အားပဲပြစ်ထားရသည့်အခြားအမှုတွေများ ညတကောင်လောင်းမှစားဖြစ်သောအေးဆက်နေပြီဖြစ်သည့်တရုတ်ဟင်းများမနေ့တိုင်းတရားရုံးသို့မသွားမီဂျူရီများရှိပြီးမျက်နာကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ရဆင်ရသည့်ဒုက္ခကလည်းမသေးလားသူတို့အားလုံးကလည်းသူမကို ထိုတို့မြင်ကျင်ကြမိတာဖြစ်သည်ယခုရင်ဆိုင်နေရသော အမှုကြီးတဲ့ပတ်သက်လာရခြင်းသည် လုံစွာလေးလံလာသောခပတ်ကြီးပတ်ကမှောင်မဲပြီး ပေါင်းပေများထူထပ်နေသော ရေကန်နှင့်ဆင်းရသလိုမျိုး ဖြစ်နေသည် အသက်ရှူခွင့်ရဖို့အပေါ်ကို ရုံးကန်တက်နိုင်ဖို့သာအရေးကြီးဆုံးဖြစ်ပြီးကိုကိုကိုလည်းရေနစ်နေပြီဟုအမြဲတမ်းထင်နေသည် ပေတံနောက်ဖက်ခလန်းလန်းကုန်းထဲတွင်လူပြည့်နေပြီဖြစ်၍အစုံတွင်ထိုင်နေသူသည်ပေတံတို့အားငွေချေးထားသည့်ဗန်မှအရာရှိသည် သူ၏လက်သေးများကိုကာရင် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေပုံရသည်သူ၏အမိက don't have သူ့ကိုတည်တည်လူတိုင်းက happy ဟုခေါ်ကြသည် happy သည်အချိန်ရရင်ရသလိုတရားခွင်တို့လာရောက်နားထောင်နေရှိသည်ပြီးလျင်သူ့ဘာသာစိတ်ထဲကျိတ်၍ဆူတောင်းနေရှိသည်ပေတန်သည် happy ဘန်တို့ငွေလေးသိန်းအကျွေးတင်နေသည် အပေါင်ထားသည့်ပိုင်ဆိုင်မှုဟု၍ mary grace အဖေပိုင်သည့် ကာရီစီရင်စုရှိလေကွက်တစ်ကွက်သာရှိသည်ထိုလေကွက်သည်ခေကောင်းစဉ်ကအ ਨੇ ဆုံးတသိန်းလောက်သာတန်ချိန်ရှိနေ၍သုံးသိန်းလောက်ကအလွတ်ချိထားရသည်ဖြစ်နေသည်ပေတန်ဤအမှုရှုံးသွားခဲ့လျင်ဟက်ဖီဤဘန်လုပ်ငန်းရှင်အဖြစ်တခါကအလားအလာရှိသည့်ရှေးရည်သည်လည်းအဆုံးသက်သွားမည်ဖြစ်သည်ဘန်ဥက္ကဋ္ဌကလည်းထိုကိစ္စနှင့်ပတ်သက်၍ယခင်လုံးသူ့အား ဆဲဆိုချိန်မောင်းခြင်းမရှိတော့ဘဲအီးမေးလ်နဲ့သာဆက်သွယ်ချင်းချပြောဆိုလာတော့သည်ပေတန်တို့၏အိမ်အားနောက်တစ်ချိန်ဒေါ်လာ6000နှင့်ဗန်မဒုတိယအချိန်ချေးယူခဲ့သည်များသည်လည်းအလဟတ်တသုံးပြစ်ခဲ့၍ပြန်မဆက်နိုင်သည့်အချိန်စိုက်လာခဲ့သည် အလဟတ်တသုံးခဲ့သည်ဆိုသည်မှာလဲဟက်ဖီဤအမြင်သာဖြစ်သည်အိမ်အပြင်မြို့လယ်ကောင်းရှိရုံးခန်းပြပမှမာယူစည်းခဲ့သော ကားအပါအဝင် အားလုံးဆုံးရှုံးသွားတော်မူဖြစ်သည် ထို့သောအဆုံးရှုံးခံ၍ဆက်ပြီးတိုက်ပွဲဝင်နေမှုအတွေ့ဘေတန်ကိုဟက်ဖီသည်ကြိတ်၍လေးစားနေမိသည်စီရင်ချက်သည်ထိုက်ထိုက်တန်တန်ထွက်လာခဲ့လျင်ဘေတန်သည် ရှစ်နေများတဲ့တွင် ပါရမီရှင်တဦးဖြစ်လာပြီမည် ထို့သောမဟုတ်ဖဲစီရင်ချက်အမှားထွက်လာမည်ဆိုကဟက်ဖီအဖို့၎င်းတို့ဒေဝါလီ အမှုရင်ဆိုင်နေရမည်တရားရုံးကမ်းနေပြီအခုလို့ နောက်မှလာထိုင်နေရဦးမည်ဖြစ်သည်တရားခွင်ဤတစ်ဖက်ချမ်းတွင်ထိုင်နေသူများကတော့လက်သေးလေးကြိုက်မနေကြဒေဝါလီခံရမိအရေးအတွက်လဲစိုးရိမ်စရာမလိုထိုကိစ္စအတွက်လဲအကျေအလဲဆွေးနွေးထားပြီးဖြစ်သည်ကရိန်ဓာတုဇေဝါသည်ငွေကြေးပိုင်းအမျက်အစွန်းနှင့်ပိုင်ဆိုင်မှုများကအများအပြားရှိနေပြီးဖြစ်သည်ထို့ပြင်လက်ရှိတရားခွင်ကိုလူသေးအလောင်းပေါ်ဝဲပြန်နေသည့် လဒါများတို့ဝဲပြန်စောင့်ကြည့်နေသည့်တရေလိုအကျိုးဆောင်အဖြစ်ငှားရမ်းလိုသောယာပေါင်းများစွာရှိ ကုမ္ပဏီများလည်းရှိနေကြသည်အားလုံးက၎င်းတို့ကြားချင်သည့်များကိုကြားရန်သာမျှော်လင့်နေကြသည်ထို့သောမဟုတ်ဖဲမတော်တရစီရင်ချက်မျိုးထွက်လာက၎င်းတို့အားလည်းတတိတသန်းကြီးတရားဆွဲဆိုလာနိုင်သောကြောင့်ဖြစ်သည်ယခုအခါတွင်တော့သူတို့အားလုံးယုံကြည်မှုအပြည့်ရှိနေကြသည် ဂျာရက်ကာတင်သည်ငွေထုတ်ပိုက်ပြီးခြိုက်ဈေးပေးငှားနိုင်သူများအတွက်အကောင်းဆုံးရှေ့နေတဦးလည်းဖြစ်သည်။ကုမ္ပဏီ store share ဈေးအနည်းငယ်ကျသွားတော့လေ။နယူးယောက်ရှိပိုင်ရှင်ဖြစ်သူ Mr. Truro ကတော့ကျေနပ်နေစေဖြစ်သည်။အန်ကယ်ဂျိုးကအားလုံးကိုနေရာကိုထိုင်ကြပါဟုလှမ်းအွန်လိုက်ချိန်တွင်တရားသူကြီးဟာရစ်ဆန်လည်းခမ်းမာနေသူဘေးတကားမှဝင်လာပြီးနေရာယူလိုက်သည် ဟာရစ်ဆန်ဒီသူဝင်လာရင်အားလုံးမတက်ရက်ပေးရမည်ဦးကြောင်ကြောင်နိုင်လှသောအစဉ်အလာကိုပယ်ဖြတ်ပေးခဲ့သည်မှာကြာပြီဖြစ်သည်အချိန်ကညနေ9နာရီထိုးလူနီးနေတော်လဲဟာရစ်ဆန်ကကောင်းသောနေ့လေတွေမှာဟုနှုတ်ဆက်လိုက်သည်ဂျူဒီတွေကသူတို့ဆုံးဖြတ်ပြီးပြီလို့ကျွန်တော်ကိုအကြောင်းကြားလာပါတယ်ဟုပြောရင်ခမ်းမာတဲ့တစ်ချက်ဝေးကြည့်လိုက်ပြီးလူဆောင်တက်ဆောင်ရောက်မရအ개ခက်လိုက်သည် အားလုံးစူးစူးညံ့ညံ့နဲ့ဒေါသတကြီးအဟစ်တာမျိုးတွေမလုပ်ဘဲကိုတိတ်ခါကိုထိမ့်ပြီးတည်တည်ငြိမ်ငြိမ်ရှိကြမယ်လို့မျှော်လင့်ပါတယ်။ဂျူရီတွေကို ကျွန်တော်ကပြန်ပါလို့မပြောမချင်းအားလုံးထထွက်မသွားဖို့ပြောလိုပါတယ်။မေးစရာရှိပါလား။တရားခံဘက်ကရောကလေးကလားအဆိုတွေထက်ပြီးတင်ဖို့ကြံသေးလား။ဟုလဲမေးလိုက်သည်။ဂျာရက်ကတင်ကတစ်ချက်လေးမှတွန့်မသွား။တရားသူကြီးအပြောကို အတိအမှန်မပြုတ်လေဟန်ဖြင့်ဒစုံတစ်ခုကိုစာရွက်ပေါ်တွင်တောင်ချင်းမြောက်ချင်းလုပ်နေသည်အကယ်၍ကရိန်ဓာတုကုမ္ပဏီဘက်ကရှုံးသွားလေအညိုတကြီးဖြင့်အယူခံဝင်ဖို့ရှိနေပြီးထိုအထဲတွင်ရခင်အမှုလိုက်ရှိနေဖြစ်ခဲ့သောတရားသူကြီးသောမတ်အေဟာရစ်ဆန်သည်ဗက်လိုက်ကြောင်းကော်ပိုရေးရှင်းကြီးများအထူးသဖြင့်ကရိန်ဓာတုအပေါ်ငโกကလေးကအစာမကြေသူဖြစ်ကြသောသူများကို ထိတ်ဆုံးမှဖော်ပြဖို့လဲဆုံးဖြတ်ထားပြီးဖြစ်သည်။ကဲဘီလစ်စေးကြီးဂျူရီတွေကိုခေါ်လိုက်တော့